နှလုံးအမောဖောက်လို့ရုပ်တရက်ကြီးရသဆုံးမသွားတယ်ကျွန်တော်မြန်မာနိုင်ငံကအဆိုတော်ကိုအတီနိုရဲ့သတင်းတွေကိုတွေ့ရတော့တော်တော်ကိုစိတ်မကောင်းဖြစ်မိရဲ့သူပြည်သက်ကိုအားရပါရဖြောပြီးနေရင်းနဲ့ကိုမှနောက်ကိုလန်ကြပြီးတော့ရုပ်တရက်ကြီးသဆုံးမသွားတယ်ဗောလေဒီဖြစ်ရတဲ့အကြောင်းရင်းအားလည်း hack attack နှလုံးအမောဖောက်တယ်ဆိုပြီးတော့သိရတယ်ဒီနေ့မှာရောဒီနှလုံးအမောဖောက်တယ်ဆိုတာဘာကြောင့်မဖြစ်ရလဲလူတယောက်ကိုအသက်ဆုံးမသွားစေနိုင်တဲ့ sudden cardiac arrest လို့ခေါ်ရဲနှလုံးအမောဖောက်တာတွေနှလုံးစီးကျက်မှန်မှန်တာတွေဘာကြောင့်မို့ဖြစ်ရတယ်လဲဆိုတဲ့ပတ်သက်ပြီးတော့ကျန်းမာရေးပို့ပြရအောင်ညောင်းပေးပါမယ်။ sudden cardiac arrest ဆိုတာကရုတ်တရက်ကြီးနှလုံးကရက်တန်သွားတယ်။ရုတ်တရက်ကြီးသိစေနိုင်တဲ့ cause တွေပေါ့ဗျာ။ဘာဖြစ်နိုင်လဲဆိုတော့လူတစ်ယောက်ကိုရုတ်တရက်ကြီးသိစေနိုင်တဲ့အချက်ကအဓိကနှလုံးပဲ။တော့နှလုံးကတကိုယ်လုံးမှာရှိရဲ့သွေးတွေကိုရောက်အောင် support ပေးရပါလေ။သူ့ညှင့်မှာဒီအုံနောက်တွေအသေးတွေကြောက်ကတ်တွေတခြားနေရာတွေအကုန်လုံးက ီနှလုံးတစ်ခုတည်းပေါ့ကွာမိခိုးနေတာနှလုံးသူ့ရောက်မှာသူ့လုပ်ငန်းဆောင်တာတွေတိတ်ချလုံနိုင်မှာနှလုံးကသွေးရည်ကိုညှစ်ပြီးရပါလိအဲ့သွေးရည်မှာကျွန်တော်ခန္ဓာကိုယ်ကလိုအပ်တယ်အောက်ဆီဂျင်တွေလိုတယ်တခြားအရေးပါတယ်ခန္ဓာကိုယ်အတွက်အာဟာရတွေလိုတယ်အဲ့အာဟာရတွေကိုတခြားခန္ဓာကိုယ်အစိပ်ပိုင်းတွေကရမှာပြပြဝဝရမှာသူ့ရဲ့လုပ်ငန်းဆောင်တာတွေကိုလိုက်ပြီးမှလုပ်လို့ရမှာအဓိကကလူတယောက်ရုပ်တရက်ရှိအသက်ဆုံးပါသွားရဆိုရင်အဓိကနှလုံးကြောင့်မဟုတ်ပဲအဓိကဖြစ်ကြတာ နှလုံးကပုံမှန်မှာဆိုရင်ကျွန်တော်အမြဲတမ်းညှင့်ပေးနေရတယ်ကျွန်တော်ဥပမာတကောလုံးမှာရှိရအစိပ်ပိုင်းကြရတယ်အမြဲတမ်းသွေးလိုအပ်နေတယ်အာဟာရအဟာရကြီးလိုအပ်နေတဲ့အတွက်သူကအမြဲတမ်းကိုညှင့်ပေးနေရတယ်ဒီလိုညှင့်ဖို့အတွက်ကလည်းသူကိုယ်တိုင်ကလည်းအဟာရပြည့်နေမှရမှာသူကိုယ်တိုင်ကလည်းဒီသွေးလိုအပ်တယ်ပေါ့လေသူသွေးဘရရတယ်ပေါ့သူသွေးရရဲ့အကြောင်းရရတယ်သူကိုယ်တိုင်ညှင့်လို့ရတာသူညှင့်ရတဲ့အချိန်မှာသူ့ရဲ့ဘေးနားမှာရှိရဒီကြွက်သားတွေပေါ့လေသူကိုယ်တိုင်မှာပါတဲ့ကြွက်သားတွေရဲ့သွေးကြောလေးရဲ့မှာ သူနှစ်တိုင်းနှစ်တိုင်းမှာသူကိုယ်တိုင်းကိုသွေးပြန်ရတယ်။ပြီးရောတခြားနေရာတွေလည်းသွေးရတယ်။ဘာလို့နှလုံးအမောဖောက်တာဖြစ်တဲ့လဲဆိုရင်အဓိကကနှလုံးသွေးကြောထဲမှာရှိတဲ့နယံလေးရေမှာအဆီရေဆူရင်းဆိုရင်လည်းကျင်းလာတယ်လို့ဖြစ်တာ။ကျွန်တော်မြောင်းရေပိတ်တယ်လို့ပဲမြောင်းရေပိတ်တာ၄ပထမဆက်ဆက်ချင်းမြောင်းထဲမှာဒီအမိုက်တွေစပိတ်တယ်ဆိုရင်ပုံမှန်လေးစီစဉ်နေတိတ်တနာမရှိဘူး။ဒါမဲ့အမိုက်တွေပုံရင်းပုံရင်းပုံရင်းနဲ့တစ်ချိန်ချိန်မှာများ ဒီအမိုက်တရားများပိတ်သွားခဲ့ရင်ဒီမြောင်းပေါက်ပိတ်ရင်ကျွန်တော်တို့ကသွေးစီစဉ်မှုရေစီစဉ်မှုမရှိတော့ဘူးအဲ့လိုပုံစံလိုမျိုးပဲကျွန်တော်တို့ကသွေးကြောတွေထဲမှာသွေးပုံမှန်စီစဉ်နေဖို့အတွက်ကအဟံအတားမရှိဖို့လိုအပ်တယ်ဒီလိုမျိုးနှလုံးသွေးကြောပိတ်သွားတယ်ကျင်းသွားတယ်နှလုံးကောက်ကောက်မညစ်နိုင်တော့ဘူးရုပ်တည့်ကြီးအသက်ဆုံးသွားရဲ့သူရဲ့ဖြစ်စဉ်တွေမှာဆိုရင်သူ့ရဲ့သွေးကြောနံရံလေးတွေမှာအစီလေးတွေကနှစ်ပေါင်းများစွာပုံပုံလာတယ်ပုံလာပြီးမှနောက်ဆုံးအဆင့်လုံးဝပိတ်သွားလို့ရှိရင် သူကိုယ်တိုင်ကလည်းသွေးမရတော့နှလုံးသွေးကြောပိတ်သွားတဲ့အခြေအနေဆိုသူကိုယ်တိုင်သွေးမရတော့သူ့ရဲ့လုပ်ငန်းဆောင်တာညှိရတဲ့တောင်းဝန်မလုပ်နိုင်တော့တခြားခန္ဓာကိုယ်အစိပ်ပိုင်းတွေကသွေးမရတော့အချိန်မှာအရေးကြီးဆုံးဖြစ်တဲ့ကျွန်တော်ရဲ့အုံနောက်ကသွေးမရတော့သွေးငတ်သွားတယ်ပေါ့လေဒါမှမဟုတ်အုံနောက်သွေးငတ်တာကဒုတိယဆင့်ကြောက်ဖို့ကောင်းတာဒီအုံနောက်သွေးရဖို့အတွက်ကလည်းနှလုံးကညစ်ပင်နေမှရမှာဖြစ်ရတဲ့အကြောင်းရင်းကနှလုံးကမညစ်နိုင်လို့အုံနောက်ကသွေးမရတာ သွေးမရတော့ဒီအုံနောက်သွေးမရရဖြစ်စဉ်တော်တော်ကိုကြောက်ဖို့ကောင်းတယ်ကျွန်တော်တို့ရေ6စက္ကန့်ကနေ8စက္ကန့်အတွင်းအုံနောက်ကိုသွေးမရဘူးဆိုရင်ရုတ်တရက်ကြီးလဲကျသွားတယ်အုံနောက်ရဲ့လုပ်ငန်းဆောင်တာတွေစပြီးမလုပ်နိုင်တဲ့အဆင့်ဖြစ်တယ်သူက6စက္ကန့်နဲ့ကိုအုံနောက်ကသိကောင်းကောင်းလုပ်မလုပ်တော့အများအတန်းသွေး support လိုအပ်တယ်ပေါ့လေဒီရုတ်တရက်ကြီးလဲကျသွားတယ်တို့ရုတ်တရက်ကြီးတတိလက်သွားတယ်ဆိုတာအုံနောက်ကိုသွေးစီးစင်းမှု ရက်တန်သွားရဖြစ်စဉ်ကြောင့်မဖြစ်တဲ့ကျွန်တော်အဲ့အချိန်မှာမြန်မြန်ကယ်မအောင်ရမှာဒါပေမဲ့အုံနောက်ကပုံမှန်အားဖြင့်ဆိုရင်၄မိနစ်ကနေ၆မိနစ်ကြော်လာလို့ရှိရင်အုံနောက်ရဲ့လုပ်ငန်းဆောင်တာရကယ်လို့မရအောင်ထီလို့စပြီးမှပြတ်တယ်အကြောင်းမို့ကျွန်တော်တို့ရေသတိလက်တဲ့လူနာတွေရုပ်တရက်ကြီးနှလုံးမှညင်နိုင်တော့ရေလူနာတွေအမောဖောက်တဲ့သူတွေဆိုရင်နှလုံးကိုတက်ပြီးမှဖိပေးရတယ်ပေါ့လေ CPR လုပ်တယ်ခေါ်တယ် CPR လုပ်တယ်ဆိုတာကကျွန်တော်နှလုံးကညင်ရမယ့်နေရာကိုလူကနေသွားပြီးမှညင်ပေးရတယ လူကနေဖိပြီးညှစ်ပေးတဲ့သဘောမျိုးပေါ့လေအဲ့လိုဖိရဲ့အချိန်မှာကျွန်တော်နှလုံးကသူ့အနေနဲ့သူမညှစ်နိုင်ဘူးအပြင်ကနေဖိပြီးရောဒီနှလုံးဝင်လုံငန်းဆောင်တာတွေဖြစ်တဲ့ညှစ်တာတွေကိုပြန်ရတယ်ခဏတာရတာပေါ့လေအချိန်မှာအုံနောက်ကိုများပြန်ပြီးရောသွေးသွားရောက်ရင်လူနာတတိပြန်လာကောင်းပြန်လာနိုင်တယ်ပေါ့လေကျွန်တော်တို့ဘက်ကလည်းဒါအပြင်ကနေဖိပြီးရောစန့်ကြည့်ရတဲ့သဘောမျိုးပဲဒါကြောင့်မို့ CBR လုတ်တယ်လို့အရေးပေါ်အသက်ကယ်တယ်ဆိုတာအရန်ရန်ကိုရေးကြည့်ရမြန်မြန်ကိုအန်ရှင်ယူနိုင်မှရပါ ကိုက5မိနစ်6မိနစ်နဲ့ CPR လောက်ရမှာကိုမသိဘူးဆိုရင်ဒီအုံနောက်ကသွေးမရဘူးဆိုရင်အုံနောက်ရက်သွားခရင်ချက်ချင်းကိုသိသွားတတ်တယ်ဒါကြောင့်မို့ CPR ထုတ်ရတာအရန်ရေးကြည့်ရခုဒီဖြစ်စင်မှာဆိုလေဒီစင်ပေါ်ကသူ့ရဲ့အပေါင်းဖော်ရအရန်ကိုတော်ရထဲပါတယ်တော်တော်တော်ကိုချီးကျူးပါအမ်ကိုအဒီနိုလဲသွားတယ်သူချက်ချင်းကိုပြေးတာ CPR ထုတ်ပါတော်တော်ကိုတော်ရတော်တော်ကိုတော်တော်မှတော်လာနိုင်ငံခြား case တွေမှာနိုင်ငံခြားမှာဖြစ်တဲ့ဒီဘောလုံးသမားရုပ်ရည်လဲတဲ့အချင်း တော့မမမီရဲ့ Aris Alison လားမသိဘူးတစ်ခေါက်တော့ဟို2000ကိုလွန်ခဲ့ရဲ့6နှစ်တုန်းကထင်တယ် Manchester United player ပေါ့လေခုချိန်မှာဆိုသူဆိုလဲနှလုံးမောဖောက်တာပဲသူ့ရဲ့ teammate တွေချက်ချင်းပြေးလာရဲ့နှလုံးကိုချက်ချင်းဖိပေးတဲ့အချိန်မှာသူကတော့အသက်ရှင်သွားရဲ့ case ဖြစ်တာပေါ့လေအဲ့လိုမျိုး CBR ကအရန်ရန်ကိုရေးကြည့်ရပေါ့ပြောချင်တာကအချိန်ကလူရဲ့အသက်ပဲအချိန်နည်းနည်းလေးနောက်ကျသွားတာနဲ့လူအသက်ဆုံးပါတဲ့အထီးကိုဖြစ်သွားနိုင်တယ် ပြောချင်တဲ့အဓိပ္ပာယ်ကဒီနေရာမှာဆိုရင်နှလုံးပါကြမှုမနှိမ့်ရတယ်ဆိုရင်အဓိကသူ့ထဲမှာရှိရဲသွေးကောင်းကောင်းမစီစဉ်လို့သွေးတွင်းအဆီရများနေလို့ဒါကြောင့်မို့ဒီသွေးတွင်းအဆီမများအောင်ဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်အဆီအစိမ့်လေးချော့စားရမယ်အဆီများတဲ့အစားတောက်တွေကိုချော့ပြီးမှစားရမယ်စိတ်လေးတွေအရက်တွေကြိုက်တတ်တယ်ဆိုရင်လည်းဒီလိုမျိုးတွေတွေ့ရရဆိုရင်ဒါကြောက်ပေါ့လေဒီစိတ်လေးတွေအရက်တွေကိုဖြတ်ဖို့ရအောင်ကြိုးစားကြပါနောက်တစ်ခုက ဆရာဝန်နဲ့တိုင်ပင်ပြီးတော့မှသွေးရင်းအစီကြစေညတောင်းအောင်မယ်စေးဒီမနဲ့တောင်းအောင်မယ်သွေးကျဲစေးဒီကိုကိုယ့်ဝန်နဲ့ကိုယ်ဖြတ်မပြင်းနဲ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီကောင်တင်းကကျွန်တော်ခန္ဓာကိုယ်မှာရှိရဲ့သွေးကြောထဲမှာသွေးစီးဆင်းမှုပုံမှန်သွားနေအောင်လုပ်ပြရတကယ်လို့မှကိုယ့်ဝန်နဲ့ကိုယ်များရက်ပလာရင်သွေးရင်းအစီပူရင်းပူရင်းနဲ့စွင်းစွင်းနဲ့ပိတ်သွားလို့ရှိရင်အယုတ်တဲ့ဒီနှလုံးမောဖောက်တာတွေစတန်ကာဒီအရက်ရတာဖြစ်နိုင်တယ်။နောက်ခုမနက်ခင်းမှာတောက်တဲ့သွေးကျဲစီရတယ်။သွေးပုံမှန်စီစဉ်ရ အောင်လို့လုပ်ပြရစီဖြစ်တဲ့အတွက်အရန်ကိုအရေးကြီးရစီဖြစ်ပါတယ်ဒီနေ့မှာဒီနှလုံးအမောဖောက်တယ်ဆိုတာဘာဖြစ်တာလဲဆိုတာသိသွားပြီလို့မျှော်လင့်ပါတယ်